ခုကတော့ကလပ်ကပဖလား၁၇ရက်မြောက်နေ့ပွဲစဉ်တွေအနေနဲ့ကစားမဲ့အုပ်စု E နဲ့အုပ်စု F နောက်ဆုံးအဆုံးဖြတ်ပွဲစဉ်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဘုံဒူးနေ့ညတာတာပတိမနက်ဇွန်လ26ရက်မြန်မာစံတော်ချိန်မနက်7:00နာရီခွဲမှာမာမီလိုဒီနဲ့ဖလူမီနီစ်ဒေါ်မွန်နဲ့ဦးစံဟွန်တိုင်းတို့ရှင်ပြိုင်ကစားကြမှာပါ။မနက်9:00နာရီခွဲမှာတော့ဦးရာဝါရက်စ်ဒိုင်းမွန်နဲ့မွန်တာရီအင်တာမီလန်နဲ့ရီဗာပလေးတို့ကစားကြမှာဖြစ်ပါတယ်။ နက်တနအိခွဲမှာကစားမဲ့အုပ်စု F အစုံဖြတ်ပွဲစဉ်နှစ်ပွဲမှာဒေါ်မွန်နဲ့ဦးစံဟွန်းတိုင်းပွဲစဉ်ကဒေါ်မွန်ဘယ်နှဂိုးပြတ်နိုင်မလဲပဲစဉ်းစားရမယ်ပွဲဖြစ်ပါတယ်။မာမီလိုဒီနဲ့ဖလူမီနီစ်ပွဲစဉ်ကတော့ဖလူမီနီစ်ကခြေစွမ်းအရာတားတယ်ဆိုပေမဲ့လည်းနိုင်အောင်ကစားနိုင်မယ်ဆိုရင်မာမီလိုဒီကလည်းရှုံးထွက်အဆင့်ကိုရောက်နိုင်ပါတယ်။ဒီအုပ်စုမှာအားအနည်းဆုံးအသင်းဖြစ်တဲ့ဦးစံဟွန်းတိုင်းကိုနှဂိုးပေးခဲ့ရတဲ့ဖလူမီနီစ်အနေနဲ့နောက်ဆုံးဆက်တပွဲဆက်ဂိုးသွင်းနိုင်ခဲ့တယ်လို့ ဒေါမွန်အတင်းကိုတိုက်စစ်ချင်းရှင်ကစားပြီးသုံးကိုပြန်သွင်းနိုင်ခဲ့တဲ့မာမီလိုဒီကိုကိုးပေးရမယ်လို့သုံးသပ်ချင်ပါတယ်။ဒီတော့ဒီပွဲကသွင်းကိုတွေအများကြီးမြင်ရမယ့်ပွဲဖြစ်တယ်လို့ပဲသုံးသပ်ချင်ပါတယ်။အောက်စုကြီးအဆုံးဖြတ်ပွဲစဉ်တွေမှာတော့အောက်စုကထွက်ဖို့တေချာသွားပြီဖြစ်တဲ့ Urawarex Diamond နဲ့ကစားမဲ့ Monterrey ကအနိုင်နဲ့အတူရမှတ်၅မှတ်ရဖို့တေချာတယ်လို့ရှိနေပါတယ်။ဒီတော့ရမှတ်၄မှတ်စီရထားတဲ့ River Plate နဲ့ Inter Milan တို့ပွဲစဉ်ကတရည်နဲ့ပြီးသွားပြီး မွန်တာရီကနဂိုးလောက်ပြက်ပြီးနိုင်သွားမယ်ဆိုရင်အင်တာမီလန်အောင်မအုပ်စုကထွက်သွားနိုင်ပါတယ်အင်တာမီလန်နဲ့ River Plate ဘွဲကတော့အုပ်စုဘွဲစဉ်နှစ်ဘွဲမှာတကိုးပဲတွင်းနိုင်ခဲ့တဲ့ River Plate တိုက်စစ်ကမစွန့်သလိုနိပြတဲ့ Christian Kibu လက်ထက်မှာကစားပုံ chemistry မမိသေးတဲ့ Inter Milan ကလည်းကိုရဖို့တော့ရုန်းကန်ရအောင်မှဖြစ်လို့ဒီဘွဲကတော့သွင်းကိုရင်းနေမဲ့ဘွဲပဲဖြစ်ပါတယ်။ဒီတော့အဆုံးဖြတ်ဘွဲစဉ်၄ဘွဲမှာ Dortmund နောက်ပြီးတော့ Mamelodi နဲ့ Fluminense ဘွဲမှာတော့ သွင်းကိုရီများမယ်ဆိုတဲ့ရွေးချယ်မှုကတော့စိတ်ချရမယ်လို့သုံးသပ်ပေးချင်ပါတယ်ညီကိုရရောဒီပေါ်ဘလို့ထင်မြင်ပါလဲညီကိုရရဲ့ထင်မြင်ယူဆချက်တွေကိုလည်းဒီဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေပေးသွားနိုင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ညီကိုရအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်